မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောဘဝိထုအခန်းကြီး42အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကိုရောသည်အလုံးစုံတို့ကိုတတ်နိုင်တော်မူကြောင်းကို၎င်းအကျံစီတော်ကိုအဘယ်သူမျှ မစည်းတားနိုင်ကြောင်းကို၎င်းကျွန်ုပ်သိပါ၏ရှေ့မှာကျွန်တော်အခန်းကြီး39 40 41တွကျွန်တော်ဖတ်တဲ့အခါမှာဘုရားသခင်ကယောဘကိုမေးခွန်းနဲ့မေးထားတာတွေ့ရပါတယ်တရိษံနေရဲ့အကြောင်းကိုပြောပြနေတာကိုလည်းတွေ့ရပါတယ်ကြံ့ရဲ့အကြောင်းကလအုပ်ငှက်ရဲ့အကြောင်းငါးကြီးလေဝိတန်အကြောင်းမှစပြီးတော့မြင်းအကြောင်းဒါတွေကိုဘုရားသခင်က သူ့အကြံစီနဲ့သူဖန်ဆင်းထားပြီးတော့မှ တို့ရဲ့သဘာဝတို့ရဲ့ဇယိုက်လက္ခဏာတွေဒါတွေကတီးခြားစီ ရှိနေတယ်ဆိုတာကိုဘုရားသခင်ကဖော်ပြတယ်။မြင်းကိုတော့စစ်ပွဲမှာတုံးလို့ရတယ်။ကြံ့ကိုတော့လဲထုံတဲ့နေရာမှာတုံးလို့မရဘူး။ကလအုပ်ငှက်ကကြတော့သူ့ရဲ့သားသမီးတွေပေါ်မှာသူကရိုင်းရိုင်းဆိုင်ဆိုင်လှုပ်တက်တယ်။ဂယုမဆိုင်ဘူး။ငါကြီးလေဝိတန်ဆိုရင်လဲသူ့ကိုငမားချိတ်နဲ့မြားလို့မရဘူး။သူဟာမာနကြီးသော သူတွေကိုအုပ်ဆိုးရလောက်အောင်အင်မတန်မှ ကြီးမားတဲ့တရဝါဖြစ်တယ်ဆိုတဲ့အကြောင်းနေမှာစပြီးတော့မှတခုချင်းစီကိုတေးသေးချာချာဘုရားသခင်က မေကွန်ထုတ်ပြီးတော့မှယောဘကို မေးပါတယ်အဲ့လောက်ကြီးမားကျယ်ပြန့်လာတဲ့အကြောင်းအရာတွေနဲ့တရိษံတကောင်ချင်းစီမှာ မတူညီတဲ့ဇယိုက်လက္ခဏာတွေအလုံးကိုဘုရားသခင်ကပဲဖန်ဆင်းထားတာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာယောဘကဘုရားသခင်ကို ပြန်ပြောတဲ့စကားကကိုရောကပဲအလုံးစုံကိုတတ်နိုင်တာဖြစ်ပါတယ် ကိုရရဲ့အကြံစီကိုဘသူမှ မစည်းတားနိုင်ပါဘူးဒါကိုကျွန်တော်သိပါပြီဆိုပြီးတော့မှပြန်ပြောတာကို တွေ့ရပါတယ်ကိုရရဲ့အကြံစီတွေနဲ့ကိုရပြုတဲ့အရာတွေကို ကိုတိုင်နားမလည်နိုင်လောက်အောင်အံ့ဩ၍မကုံနိုင်လောက်အောင်ရှိပါပြီဆိုပြောမှလည်းသူဝန်ခံတာကို တွေ့ရပါတယ်ကျွန်တော်အဲ့ဒါကိုစင်ကျင်တဲ့အခါမှာအယံခွန်အားရပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့အသက်တာမှာ ကိုတိတလောက်ကလေးနဲ့ကိုညံတထွားတမိုက်လောက်ကလေးနဲ့ဘုရားသခင်ကိုအပြစ်ပြောမိတာဘုရားသခင်လုပ်တဲ့အရာတွေကိုကျွန်တော်တို့ကဝေဖန်တာတွေပြုတ်တတ်ပါတယ်ကိုကိုကိုမှန်တယ်ကိုကိုကိုကောင်းတယ်လို့ထင်ပြီးမှဒီလိုမျိုးပြောဆိုမိတဲ့အရာတွေကအမတန်အန်ဒီရဲ့များတယ်ဆိုတာတွေ့ရပါတယ်ဘုရားသခင်ကသာညံမပေးရင်မဖွင့်ပြရင်ကျွန်တော်တို့ဟာဘုရားသခင်ကိုအလုံးစုံသိနိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး သို့တော်လည်းပဲယောဘရဲ့အသက်တာမှာဘုရားသခင်က သူ့ကိုမေးခွန်းနဲ့မေးပြီးတော့မှ ဖွင့်ပြတဲ့အရာတွေကြောင့်သူဟာမတိဘဲနဲ့ပြောမိပါပြီလို့သူဝန်ခံတာကိုတွေ့ရတယ်လို့ဘုရားသခင်ရဲ့အကြံစီတော်ကတလောက်တောင် ကြီးပါလားဆိုတာကိုလည်းသူသိရှိခွင့်ရလိုက်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်ကျွန်တော်တို့သာဘုရားသခင်ဘယ်လောက်ကြီးမြတ်လဲဘုရားဘယ်လောက်တတ်နိုင်လဲဘုရားသခင်ကဘယ်လောက်တောင်မှအံ့ဩဖွယ်ဖြစ်တယ်လဲဆိုတာကို အလုံးစုံတီးခွင်ရမယ်ဆိုရင်ပါဇက်တောင်ဟနိုင်မှာမဟုတ်ဘဲနဲ့ဘုရားသခင်ရှေ့တော်မှောက်မှာပြတ်ဝုတ်ပြီးနေရမှာအမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုအဲ့လောက်ထိရဲရဲဆက်ဆက်လုပ်မဲ့ဖရားတော်မဟုတ်ပါဘူးကျွန်တော်တို့နားလည်နိုင်တဲ့လောက်ကျွန်တော်တို့သိနိုင်တဲ့လောက်တော့ဘုရားသခင်ကကျွန်တော်တို့ကိုဖွင့်ပြသွန်သင်နေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကိုကြောက်လန့်သွားအောင်ဆိုးရွံ့သွားအောင်တော့ဘုရားသခင်က လုပ်မှာမဟုတ်ဘူး ရခင်သူ့ကိုပို့ပြီးအားကိုးနိုင်အောင်သူ့ကိုပို့ပြီးချစ်တအောင်တော့လုပ်မှာအသေးချာပဲဖြစ်ပါတယ်။ယောဘကမတိပဲနဲ့ပြောမိပေမဲ့လည်းဘုရားခင်သူ့ကိုခွင့်လွှတ်တယ်။သူနားလေအောင်ဘုရားသခင်က ဖွင့်ပြတယ်။နောက်ပိုင်းမှာ သူဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ပြီးပေးတယ်ဆိုတာကို တွေ့ရပါတယ်။ယောဘရဲ့ဘဝကလုံးဝအောက်ခြေ0အထိရောက်သွားပေမဲ့လည်းဘုရားသခင်ကသူ့ကိုအဲ့ဒီ0ကနေအရင်ကထက်နှစ်ဆ ပိုကောင်းတဲ့အရာတွေကိုပြန်ပေးနိုင်တဲ့အကြောင်းကိုလည်းတက်တည်ထူခဲတာကိုတွေ့ရပါတယ်ဒီလိုဆိုလို့ရှိရင်ယောဘကမဖြစ်နိုင်တော့ဘူးမတတ်နိုင်တော့ဘူးဆိုတဲ့အတွေးမျိုးရှိခဲ့ရင်တောင်မှဘုရားသခင်က ဖြစ်နိုင်တယ်တတ်နိုင်တယ်ဆိုတာကိုတက်တည်ပြတာပဲဖြစ်ပါတယ်ယောဘသူနားလည်ထားတဲ့အရာတွေထက်ခဝေးဝေးကိုပင် မြင်နိုင်အောင်ဘုရားသခင်ကဖွင့်ပြပြီးသူ့ရဲ့အကြံအစည်သူ့ရဲ့ အောင့်ပွေသောအမှုရာတွေကို ကိုယ်တိုင်မြင်တွေ့စေတယ်ဆိုတာကိုကျွန်တော်နားလည်မိပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်မျက်လုံးနဲ့မြင်နိုင်ရင်တောင်မှမိုးကုတ်ဆက်ဝိုင်းအဆုံးထိပဲဖြစ်ပါတယ်။ဒါပေမဲ့ဖရာသခင်ဖွင့်ပြရင်တော့စက်ကြဝဠာအဆုံးကိုတော့မြင်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်စဉ်းစားတွေးခေါ်တဲ့အရာတွေက အတိုင်းတာတစ်ခုတည်းရှိပေမဲ့ဖရာသခင်ကအဲ့ဒီအတိုင်းတာထက်ကြော်ပြီးတော့မှစဉ်းစားနိုင်အောင်လဲလုပ်ပေးနိုင်ပါတယ်။ ဘုရားသခင်ကကျွန်တော်တို့အတွက်အရာခတ်သိမ်းဖြစ်တယ်လို့ဘုရားသခင်ကအရာခတ်သိမ်းရဲ့အထက်မှာရှိတဲ့အလုံးစုံဖြစ်တယ်ဆိုတာကို သိပြီးကျွန်တော်ရဲ့အသက်တာမှာထိုဘုရားသခင်ရဲ့အံ့ဖွယ်ကောင်းတဲ့အမှုတွေကိုပုံမမြင်တွေ့နိုင်ဖို့ရန်အတွက်အရေးကြီးပါတယ်။ဒါမှသာလေကျွန်တော်ရဲ့0ဘဝဟာဘုရားသခင်ကြောင့်ဟီးရိုးဖြစ်လာမှာဖြစ်ပါတယ်။ကိုကိုကိုဘာမှမဟုတ်ဘူးလို့ထင်မြင်နေတဲ့အသက်တာကိုကိုကို ဘာမှမပြတ်နိုင်ဘူးလို့မြင်နေတဲ့ဘဝအခြေအနေကနေလွတ်မြောက်ခြင်းရေဘုရားသခင်ဘလောက်ကြီးမြတ်လဲဘုရားဘလောက်အံ့ပွေဖြစ်တယ်လဲဘုရားရဲ့အကြံစီဟာဘလောက်တောင်ကောင်းတယ်လဲဆိုတာကိုမြင်နိုင်သိနိုင်ဖို့ပဲလိုပါတယ်ဖြာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရောကိုဂျေစုတင်ပါတယ်ကိုရောဘလောက်ကြီးမြတ်လဲဆိုတာကို ပုံပြီးနားလေသိရှိနိုင်ဖို့ကိုရောမဆာတော့ဘူးပါဘုံကြီးချင်းဂုံပြုတ်ချင်းအလုံးစုံကို